ရီယယ်မက်ဒရစ်နီးပြရှာဗီအလွန်ဆိုကဘာစီလိုနာနဲ့ပွဲမှာလူစားလဲခံရခြင်းဗီနီစီယပ်စ်ပြုံမှုခဲ့တဲ့အပြုံမှုတွေအတွက်တီးသန့်တွေ့ဆုံပြီးစကားပြောဆိုသွားမယ်လို့ပြောကြခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းဟာတနင်္ဂနွေနေ့ကဘာစီလိုနာနဲ့ရှင်ပြိုင်ခဲ့တဲ့အက်ကလက်စီကိုပွဲမှာနှစ်ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးပွဲချိန်82မိနစ်မှာဗီနီစီယပ်စ်နေရာမှာရိုဒရီကိုကိုလူစားလဲကစားစေခဲ့တာပါ။ ဒီလိုလူစားလဲခံရတဲ့အတွက် Vinicius ကဒေါသပေါက်ကွဲခဲ့ပြီးအလွန်ဆိုရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်တဲ့အပြုအမူတွေပြသခဲ့တဲ့အပြင်အဝိလေကန်နဲ့ထွက်ခွာသွားပြီးမှကွင်းအတွင်းပြန်ဝင်လာခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအလွန်ဆိုကကျွန်တော်ပွဲရဲကအပေါင်းလက္ခဏာဆောင်တဲ့အရာများစွာကိုပဲအာရုံစိုက်သွားမှာပါ။ပြီးတော့ Vinicius ကရရှိတဲ့ကောင်းသောအရာတွေကိုရော့ပေါ့ဗီနီယံတုံပြံမုံနဲ့ပတ်သက်ပြီးတော့လည်းစကားပြောသွားမှာပါ။ဒါပေမဲ့တကယ်အရေးကြီးတဲ့အရာထက်ဒါကိုမြေမောင်းထိုးမပြချင်ပါဘူး။ ဖီနီကအကူအညီအများကြီးပေးနိုင်ခဲ့ပါတယ်။ဒါကအရေးကြီးပါတယ်။ထိုက်တန်နဲ့နိုင်ပွဲကအရေးကြီးပါတယ်လို့ပြောကြခဲ့ပါတယ်။ပွဲပြီးမှာနှစ်ဖက်ကစားသမားတွေကြားအချင်းများမှုတွေရှိခဲ့ပြီးအဲ့ဒီဖြစ်ရမှာ Vinicius ကအဝါကပ်ပြတ်ခံခဲ့ရကြောင်းလည်းသိရပါဗျ။